ပျော်ရွှင်စရာအိမ်မက်တွေစီကူရီရဲ့ခန်းနာမှုတို့ဖော်ပြရာဒီစင်ထိုင်းချန်နယ်လေးစီကို အလေလာဖို့ဖိတ်ခေါ်ပြရစီဒီနေ့တင်ဆက်ပေးမှာကတော့အပြင်း၅ခုပါတဲ့မြေခွေးမလေးရွှေရီတဲ့ခူမီဟိုလို့ခေါ်တဲ့အပြင်း၅ခုပါမြေခွေးတွေကတောရဲ့အနေဆိုင်စုနေရာတွေမှာနေထိုင်ကြတာပါသူတို့ကတခြားတရိတ်ဆန်တွေလိုလူသားတဦးလိုအသွင်ပြောင်းနိုင်တဲ့စွမ်းရည်ရှိကြတယ်တချို့ခူမီဟိုစ်မြေခွေးတွေက လူသားရဲ့ဝိညာဉ်ကိုရယူပြီးအမှန်တကယ်လူသားဖြစ်လာတာမျိုးလည်းရှိပါတယ်။သူတို့ဆွဲဆောင်ညှို့ယူခံရတဲ့လူသားတွေကတော့အသေးနဲ့ဥတွေဖောက်စားခံရတာပါ။ဒါကိုလူတွေကကြောက်ပြီးအမဲလိုက်ဖမ်းဆီးကြပါတယ်။အချိန်ကာလတစ်ခုအကြာမှာတော့ကူမီဟိုမီခွေအကြောင်းတွေကဒဏ္ဍာရီတပွဲဖြစ်လာတယ်တဲ့။လူသားပုံစံပြောင်းလဲနိုင်ပြီး အမြင့်ငါးခုနဲ့ရှေးကျတဲ့မြေခွေမျိုးရိုးက ကြံရှိခဲ့သူကတော့ရွှေကြီးပါသူ့မိသားစုက မုတ်ဆိုးတချို့ရဲ့ဖမ်းယူတပ်ဖြတ်ခံခဲ့ရပါတယ်ရွှေကြီးကလူသားတွေအပေါ်မုန်းတက်လာပြီးမိနှလုံးသားကတော့မကောင်းတဲ့အရာတွေကိုမလုပ်နိုင်သူစိတ်ကောင်းရှိသူတူပေါ့သူကခြေစင်ကဘာကနေပြန်ကြလာတဲ့ဂျိုသားတွေနဲ့အတူတူနေနေတာပါဒီဂျိုသားတွေကတော့ဥဆောင်သူကြောကြောခွန်အားကြီးသူဗလပျော်ရွှင်တတ်တဲ့လုံလုံညံကြီးထက်မြက်တဲ့ဆွတ်ဆွာတို့ပေါ့ သူတို့ကမိတော်ဝမှာပျက်စီးနေတဲ့သူတို့ရဲ့အာဂါဒယင်ကို ပြန်ပြင်မှုကြိုးစားနေကြလေရဲ့လူငယ်တစုက တောင်ပေါ်ကိုစွန်စားတက်ရောက်လာကြပါလေသူတို့ဟာစာကြောင်းရုပ်ပုံစံဂျူသားတွေရဲ့လိုက်လံခြောက်လှမ်းမှုကိုကြုံတွေ့ကြရတယ်ကလေးတစ်ယောက်ဖြစ်တဲ့မင်းသားဟာတောင်ပေါ်ကအနီရောင်လန်တစ်ခုကိုတွေ့ရှိပြီးမျိုးစိတ်မတူတဲ့မြေခွေးမလေးရွှေရည်နဲ့စုံတွေ့ခဲ့ရတာပါတနေ့မှာရွှေရည်က တောင်အောက်မှာရှိတဲ့ကြီးဝါစီကိုတိတ်တိတ်ဆိတ်ဆင်းလာခဲ့တယ်။အဲ့ဒီရွာကကလေးစခန်းတစ်ခုကတော့စိတ်တန်ရာရထားတဲ့ကလေးတွေ စုဝေးနေထိုင်ကြတာပေါ့။စခန်းမူဦးထင်ပေါ်ကကလေးတွေကိုစီကံထိန်မှုစူးစမ်းနေပြီးမြေကလေးတွေကတော့သူတို့ဘာသာငေးမိငေးရငင်းနေကြတာပေါ့။ကလေးတွေထဲမှာစိတ်ကြမ်းတမ်းတဲ့နီနီနဲ့မနာလိုစိတ်ပြင်းထန်တဲ့ဖြူပြားတို့လည်းရှိတယ်။ရွှေကြီးကလူသားတွေကို စိတ်ဝင်စားလာတော့ သူ့ကိုယ်သူ လူသားပုံစံပြောင်းလဲပြီးစခန်းလေးကိုဝင်ရောက်လာခဲ့တာရွှေရဲ့အမဲအောင်စပင်နဲ့လှပတဲ့မျက်လုံးတွေကမင်းတန်ကိုစိတ်လူရှားကြည့်ပါလေတညမှာတော့မင်းတန်နဲ့ရွှေရီတို့လျှို့ဝှက်စာတွေ့ဆုံကြတယ်မင်းတန်ကသူ့ရဲ့ဘဝအကြောင်းမိဘများနဲ့ခွဲခဲ့ရတဲ့ဝမ်းနည်းမှုကိုပြောပြတယ်ရွှေရီကသူ့ကိုနားလည်မှုပေးတော့မင်းတန်ရဲ့စိတ်ကရွှေရီအပေါ်ကိုတိတ်ညွတ်လာတာပေါ့ တညမှာတော့ရွှေရာတော်လေးကိုပြန်ဝင်နေမင်းတန်းကရွှေဤနောက်ကိုတိတ်တိတ်လေးလိုက်လာခဲ့ပါတယ်ရွှေဤကလရောင်အောင်မှာသူ့ရဲ့မူလပုံစံမြူကွေးပုံပေါ်လာတော့မင်းတန်းဟာရွှေဤရဲ့အဖြစ်မှန်ကိုသိသွားပါပြီမင်းတန်းရဲ့စိတ်ကယုံကြည်မှုချစ်ချင်းမြတ်တာကြောက်ရွံ့မှုတို့နဲ့စိတ်လှုပ်ရှားနေတော့တာပါရွှေဤကျောင်းကနေပြန်လာတော့မင်းအနီးနဲ့တွေ့ကြုံခဲ့ပါတယ်သူ့နောက်ကိုမိစာနန်းလို့ဆိုရလောက်တဲ့ မြေခွေးမုတ်ဆိုးသမားတူဦးနဲ့အရေးလိုလူတူတို့ကဖန်စီဖို့လိုက်လာနေတာပါ သူတို့ရဲ့ရည်ရွယ်ချက်ကရွှေရည်ကို လောကထဲကဆွဲထုတ်ဖို့ပါ သူတို့ဟာရွှေရည်ရဲ့ကုမီဟိုမြေခွေးအဖြစ်ကိုသိရှိသွားပြီးရွာတဝိုက်မှာမော်အစွမ်းနဲ့ပြုလုပ်ထားတဲ့ထောင်ချောက်ပီကိုဆင်ထားပါတယ်ရွှေရည်ကအရေးလိုလူနဲ့မုတ်ဆိုးတို့လိုက်ဖန်နေတာကိုရင်မိတော့ တိုးဟုတ်သေးကိုအမြန်ပြေးဝင်သွားတာပေါ့အခက်ခဲတွေရှားမှာမင်းတန်းကလည်းကူညီပေးဖို့တခါတည်းလိုက်ခဲ့ပါလေအရေးလူလူနဲ့မုတ်ဆိုးတို့ရဲ့အန်ဒီရားမှာရွှေကြီးနဲ့မင်းတန်းတို့ဟာအတူတူကာကွယ်ခုခံရင် အချင်းချင်းတာဝန်ယူမှု နားလည်မှုချစ်ချင်းမေတ္တာများနဲ့တူဥပေါ်တူယုံကြည်စိတ်ချမှုတွေဖြစ်လာခဲ့ပါပြီအဲ့ဒီအချိန်မှာ ရွှေကြီးက လူသားဖြစ်ဖို့လျှော့ဝှက်ချက်တစ်ခုကိုသိရှိလာတယ်။အဲ့ဒါကတော့ကူမီဟုမိခွေးတို့ရဲ့လူသားပြောင်းလဲမှုအတွက်စီမင်းစည်းကမ်းမှာလူသားရဲ့စိတ်ဝိညာဉ်နဲ့ခိုးယူဖို့လိုအပ်ပြီးခိုးယူခြင်းမှာဝိညာဉ်ကအပြာရောင်ပြောင်းလဲနေခြင်းဖြစ်ရပါမယ်။ကနာပါလို့ခေါ်တဲ့ဝိညာဉ်များရွာကိုတွားရောက်ပြီးအပြာရောင်ပြောင်းနေတဲ့လူသားရဲ့စိတ်ဝိညာဉ်ကိုယူရမယ်လို့ရွှေကြီးကတည်ထားတာပါ။ရွှေကြီးအတွက် ဆုံးဖြတ်ချက်ချဖို့အချိန်ရောက်လာခဲ့ပါပြီ။သူ့ရဲ့တကယ်ပုံစံနဲ့အတူအသက်ရှင်နေဖို့လားလူသားဘဝတွေကအမှုပညာချစ်ချင်းမေတ္တာကိုဆက်လက်ခံစားဖို့ဆိုတာလူသားဖြစ်ဖို့ဆိုရင်မင်းသားရဲ့စိတ်ဝိညာဉ်ကိုခိုးယူမယ်။ဒါမှမဟုတ်ဂျိုသားမိသားစုနဲ့အတူကဘာမီကိုစွန့်ခွာမယ်။ရွှေကမင်းတန်ကိုချစ်ရင်မိသားစုကိုစွန့်ခွာရမယ်ဆိုတာနားလည်နေတယ်။ နေဝင်ချင်းရဲ့စီစာလင်းအောင်အောင်မှာရွှေကသူ့ရဲ့အမိငါးချောင်းကိုဆွတ်လွတ်ပြီးဂျူသားရီနဲ့အတူသူတို့ရဲ့ကဘာကိုပြန်လဲထွက်ခွာသွားပါတော့တယ်ချစ်ချစ်မြတ်တာကပုံစံပေါ်မူတည်တာမဟုတ်ဘူးယုံကြည်မှုကတဘာဝပေါ်မူတည်တာမဟုတ်ဘူးကိုကိုကိုချစ်ဖို့တခြားသူကိုယုံဖို့ကတကယ်ခက်တဲ့အရာပဲဒါပေမဲ့ဒီအရာကလည်းတကယ်ရေးကြည့်တယ်ဆိုတာ ရွှေကြီးကတည်တည်ချာချာနားလည်သွားပါပြီ။ပုံမြင်လေးကတော့ဒါပါပဲရှင်ဒီပုံမြင်မှာချစ်ချစ်မြတ်တာဆွလွမှုနဲ့ကိုပိုင်တစ္ဆာတရားတို့ကြားရွေးချယ်မှုများကိုနားလည်ခံစားမိစေပါလေ။ရွှေကြီးရဲ့ရွေးချယ်မှုကလူသားတိုင်းအတွက်အရာရာကိုမလုံးမပေးနိုင်ကြောင်းတခါတည်းံချစ်ရသူတွေကိုစွန့်ခွာရတဲ့ဝန်နေမှုကလည်းလူတို့အတွက်အကောင်းဆုံးဖြစ်နိုင်ကြောင်းကလေးတွေအတွက်သာမကလူတိုင်းအတွက်ချစ်ချင်းမြတ်တာ မိသားစုတန်ဖိုးနဲ့လူနေမှုဘဝအကြောင်းစဉ်းစားစီမိတဲ့ပုံမြင်တစ်ပုလေးဖြစ်ပါတယ်။ဒီနေ့ပုံမြင်လေးကိုနှစ်တက်တဲ့ဆိုရင် like subscribe နဲ့ share လုပ်ပေးရင်နောက်တစ်ခါပုံမြင်ဇာတ်လမ်းတစ်တွေမှာပြန်ဆောင်ကြမယ်နော်။ကျမဆုမြတ်ယူပါရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။